ကျမ်းပြင် ထုတ်တန်းကန့်လတ်မအိတ်ကောင်းဒီယူဆကတော့နာမကျမ်းဖြစ်နေတဲ့ဝေဒနာရှင်တွေအတွက်ကိုအဓိကကြီးညွှန်ပါတယ်ရှေးတုန်းကလူကြီးသူမတွေကလူမှုရေးအရာတော်၎င်းတဘာဝနေရာဖြစ်တော်၎င်းမတင့်တော်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ရေးရရရရှင်းပြထားတာမရှိဘဲနဲ့စီကံတတ်မှတ်ထားခဲ့ကြပါတယ်နောက်လူတွေကအစွဲလန်းကြီးတယ်အယူသေးတယ်လို့ဆိုကြပါတယ်ဒီလိုပဲစုံနေပါစေအောင်ထိုးစည်းကမ်းတွေရဲ့နောက်ကွယ်မှာအတိတ်ပဲငုံနေတဲ့ကန်နရီလွာကနေအယူအဆသဘောတရားလေးတွေပြန်ရောက်နေပါတယ်ကျွန်တော်ကတော့ အဲ့ဒီမပြောကောင်းဘူးမလောက်ကောင်းဘူးဆိုတဲ့စည်းကမ်းတွေရဲ့မူလမြပြခံရမြန်မာနဲ့ကဘာကကန်နရီယူဆတွေကိုလက်လန်းမီတလောက်ရှာဖွေဖော်ထုတ်ပေးတာပဲဖြစ်ပါတယ်မြမဘီသူကကျမ်းတွေရဲ့အလိုအရာနေအိမ်ကျမ်းပြင်ကိုထုတ်တန်းတွေနဲ့အပြိုင်ခင်းတတ်ကြပါတယ်လူမမာကိုအဲ့ဒီကျမ်းနေနဲ့ကန့်လန့်သိချင်းကထုတ်ကိုကန့်လန့်ထားခြင်းပဲဖြစ်ပါတယ်စန့်ကျင်ခြင်းလို့လည်းအဓိပ္ပာယ်ရပါတယ်ထုတ်ဆိုတဲ့သဘောကတော့ရစ်ပတ်စူးစီးခြင်းကိုဆိုလိုတာဖြစ်ပြီးတော့မှအဲ့ဒါကိုကန့်လန့်အိပ်ပြီဆိုရင် စန့်ကျင်တဲ့သဘောတက်ရောက်တဲ့အတွက်ကြောင့်မလို့အပြင်ကိုရအောင်ကြိုးပမ်းခြင်းလို့သဘောတက်ရောက်မှုရှိပါတယ်။နေအိမ်လူလောကတွေကနေအပြင်ဖက်တမလွန်တို့ပို့ဆောင်ပေးခြင်းရဲ့အနက်ကိုဆောင်တဲ့အတွက်ကြောင့်မလို့လူကြီးသူမာတွေကတားမြစ်ခဲ့ခြင်းပဲဖြစ်ပါတယ်။